တိုင်းတထောင်စွန်းစွန်းကိုမှဗန်းနေချိဆက်ဝေယူခြင်းနဲ့ကာဆမ်မာအတွက်ရှင်စင်မိတ်ဆက်ပြီးသွားမယ်။ င်ကန်းချုံမြို့နယ်တဲကရန္တနာလမ်းမကြီးလေးတောင်ကန်လမ်းမကြီးတို့အနီးစပ်ဆုံးမှာတည်ရှိနေရပဲဖြစ်ပါတယ်။ဝရဏစပိတ်မှာဆိုရင်ကျွေးပြားခင်းပေးထားမယ်။တကားနှစ်ထပ်ကိုတက်ဆင်ပေးထားပြီးတော့ဆန်းရှိတ်လည်းပါဝင်ပါတယ်။မျက်နှာစာ view ကောင်းကောင်းမြင်ရပြီးလေကောင်းလေတန်လည်းရမယ်။အိမ်ကန်းအိမ်ကန်းမှာကျွေးပြားတွေခင်းပေးထားပြီးတော့ဘေးဘက်မှာဆိုရင်အလင်းရောင်ကောင်းကောင်းရမယ်။ဗရင်ပေါက်တွေကိုများစွာထားရှိပေးထားပဲဖြစ်ပါတယ်။မျက်နှာချက် profile မီးချောင်းမီးဆိုင်တွေကိုအသုံးပြုပေးထားပြီးတော့ breakout တက်ဆင်ပေးထား ထားပေးဖြစ်ပါတယ်ကိုပိုင်မီတာကိုပိုင်မော်တာများပါရှိပြီး BCC လည်းကြာပြီးသားပါရှင်အခန်းအပြင်ဘက်မှာဆိုရင်လှပတဲ့ TV စင်ကိုထားရှိပေးထားမယ်မာဘယ်ဥယျာဉ်နဲ့ဘောက်ခတ်အလှဆင်ပေးထားမြင်တွေ့ရမှာပဲဖြစ်ပါတယ်ရှင်နိုင်ရမှာဆိုရင်ဟောလတ်တွေကိုတက်ဆင်ပေးထားပြီးရောရှောင်းလန်းအစမျက်နှာချက် profile မိချောင်းနေနဲ့အလှဆင်ပေးထားပဲဖြစ်ပါတယ်။ဗရင်းပေါက်တိုင်းမှာတန်ပန်းပတ်ပတ်လေတက်ဆင်ပေးထားပြီးရော အိတ်ခန်းတခန်းဖွဲ့ပေးထားမယ် PVC တကောက်အသုံးပြုပေးထားပဲဖြစ်ပါတယ်ရေလိုက်မိလိုက်ဆိတ်လိုက်အကုန်အသစ်ပြန်လည်ပြုလုပ်ပေးထားပဲဖြစ်ပါတယ်ရွှေစင်နဲ့အတူတူမီးဖို့ကံလိုက်ကြည့်ပေးပါအောင်ရှင် ခေချင်းရုံးမှာဆိုရင်ကြွေပြားတွေကိုအပြည့်ခင်းပေးထားပြီးရောရေချိုခန်းအင်တာတီးတန့်ပါရှိရပဲဖြစ်ပါတယ်ရေတိုင်ကြီးတစ်လုံးပါဝင်မယ်ရေချိုခန်းအင်တာမှာဆိုရင် PVC စကားတွေကိုအသုံးပြုပေးထားပြီးဗိုးတိုင်းအင်တာအသစ်ဆက်ဆက်တစ်လုံးတပ်ဆင်ပေးထားပဲဖြစ်ပါတယ်ဘေးစင်နေရာကိုတေချာအသုံးပြုပေးထားပြီးတော့မီးဖို့ခုံကအစာကြွေပြားခင်းကြွေပြားအကပ်ပေးထားမယ်တင်ငန်းချုံမှာဆိုရင် ရေလိုင်းရတော့အတော်လေးကောင်းပါတယ် emergency အပေါက်မှာဆိုရင်တန်တကောက်လုံးဝစိတ်ဖြစ်အောင်တက်ဆင်ပေးထားပဲဖြစ်ပါတယ် စံပြစည်းအနီးမှာရှိတဲ့ငမိုးရဲ့ရက်ွက်တဲကပေစိတ်ပေ60ခရမ်းမြေပေါ်မှာရင်ခွဲတိုက်ဆောက်လုပ်ထားပြီးရောပေကျဲကတော့ဆက်နက်ပေခွဲ90ပေကျဲဝန်းနဲ့အခန်းရဲ့အမြင့်ကတော့9ပေအမြင့်ပဲဖြစ်ပါတယ် အခန်းရဲ့အလွာကတော့၅လွာဖြစ်ပြီးတော့အပေါ်မှာတစ်ထက်ကျန်ပါသေးတယ်ရှင်။အခန်းရဲ့အယောင်စင်းနှုန်းကတော့3180ကိုအထူးညီနိုင်ရောက်ချပေးသွားမှာဖြစ်ပြီးတော့လူကြီးမင်းတို့အနေဖြင့်ဗန်းနဲ့ချိတ်ဆက်ဝယ်ယူခြင်းပါတယ်ဆိုရင်လည်းဝယ်ယူလို့ရပါသေးတယ်ရှင်။ဒီအခန်းလလလေးကိုစိုက်နေတဲ့လူကြီးရှုခြင်းနဲ့ဝယ်ယူခြင်းနဲ့ဆိုတဲ့ကာဆမာများအနေဖြင့်ရွှေစင်ရီရဲ့အစိတ်ကိုဆက်သွယ်ပေးပါရှင်။နောက်ရက်များမှာအခန်းပေါင်းများစွာကိုရောက်ချပေးသွားပါဦးမယ်။အားပေးမှုအတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။